ကျမတို့ဖရားတွေပြည့်စေကဗုဒ္ဓတွေဟန်းနာတွေအတွက်လုံဆောင်တဲ့မြအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်။ဒါပေမဲ့ကျမတို့လူပုထုရှင်လူသားတွေအတွက်ကတော့အခုလိုမျိုးခက်မကောင်းတဲ့အခါအချိန်ကာလမှာကျမတို့က နော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်ဒီနှစ်ဒီကာလဟာအင်မတန်ချမ်းသာဖြစ်တဲ့အတွက်ကျွန်မကတော့နော်ချစ်တဲ့သူတွေအားလုံးကျွန်မမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့ဘာတိုက်တွန်းတာခြင်းလဲဆိုတော့နော်ဒီကာလမှာနံပါတ်1က ဘေးကင်းဖို့ကိုနံပါတ်1ဦးစားပေးပြီးတော့စဉ်းစားပါเนาะဟိုဒီကာလမှာချမ်းသာဖို့ထက်เนาะကျွန်မပြောချင်တာကအာလောဘနဲ့လောက်တာမျိုးလောဘနဲ့စဉ်းစားတာမျိုးရှောင်ပါနံပါတ်1ကဘေးကင်းဖို့ကိုစဉ်းစားပါပထမဦးဆုံးကိုစဉ်းစားရမှာ baking ရဲ့လားเนาะ safety first ပေါ့เนาะ baking မို့ပထမဆုံးစဉ်းစားပါဒုတိယကတော့ကျန်းမာဖို့ကိုစဉ်းစားပါเนาะဟာဒါကိုယ့်ရဲ့ကျန်းမာရေးနဲ့ရှင်ပြီးတော့ ိုကစဉ်းစားရမယ့်အချိန်ခါပါနော်သုံးချက်ကတော့မှဗျာជីပွားတိုးတက်ရေးကိုစဉ်းစားပါជីပွားတိုးတက်ရေးဆိုတာเนาะကျမတို့ဟိုပြောမယ်ဆိုလို့ရှင်တော့ဒီလိုကာလဒီလိုအချိန်မှာအရန်ကြီးတိုးတက်ជីပွားခြင်းလို့เนาะလောဘနဲ့အရန်တိုးတက်ជីပွားခြင်းလို့ကောင်းတဲ့ကာလ မဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်ကျမကတော့ဘေးကင်းဖို့ဥတည်ပြီးတော့နံပါတ်1ဘေးကင်းဖို့စဉ်းစားပါဥတည်ပြီးတော့နံပါတ်2ကကျန်းမာဖို့စဉ်းစားပါနံပါတ်3ကเนาะကြီးပွားတိုးတက်ဖို့ကိုစဉ်းစားပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပြစီဒီလိုကာလမှာเนาะ၅ပါးသီလကိုလုံအောင်ထိမ့်ပါเนาะအဲ့တော့ဒီလိုကာလမှာကျမတို့ဒါအခု ပြောမယ်ဆိုရင်တော့ကလိယုတ်ပေါ့နော်ကလိယုတ်ဆိုတာကတော့ဒါခစ်ဆိုးခစ်ပြက်မကောင်းတဲ့ကာလခေါ်ပါတယ်နော်အဲ့လိုယုတ်မှာတော့ကျမတို့ကနော်ငါးပါးသီလလုံတဲ့လူတွေအစင်ကြည်ပါမယ်နော်ငါးပါးသီလကိုအတတ်နိုင်ဆုံးနော်လုံအောင်ချိုးစားပါပြီးရင်နော်ဖရာတရားတန်ကနော်ဒါကျမတို့ဒီဘာသာရေးပေါ့နော်ဒါအခြားဘာသာတွေကလည်းဘာသာရေးလိုက်ဘာသာရေးဆိုင်ရာ နော်သွန်သင်မှုတွေနဲ့နေထိုင်ခြင်းဟာလေဒါဘေးကင်းလုံခြုံစေပါတယ်နော်အဲ့တော့ဒီလိုကာလမှာကျမကထပ်ပြီးတော့မေတ္တာနဲ့အကြံပြုတိုက်တွန်းချင်တာကတော့သက်ဆောက်ကမ္မထံ၄ပါးကိုဒီလိုကာလမှာရှင်းဖို့ကျမကမေတ္တာနဲ့တိုက်တွန်းရစေနော်ဘာကြောင့်လဲဆိုတော့ကျမကိုယ်တိုင်ဒီပင်လေဒီလိုကာလမှာကျမနော်မေတ္တာဘာဝနာပွားတယ်ဗုဒ္ဓ ानु သတိပွားတယ်နော်သက်ဆောက်ကမ္မထံ၄ပါးဆိုတာကကျမ ညဝေပါမယ်เนาะကျွန်မလုပ်တာပထမတစ်ချက်ပါလေဆိုတော့ဗုဒ္ဓနုသတိပါเนาะဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုပွားများတာပါเนาะအဲဂုဏ်တော်ကုံတော်ကိုပတိတပတ်စိတ်လေးရပါတယ်เนาะကျမစိတ်တဲ့နီးရကျမဘလို့စိတ်လဲဆိုအရဟံကိုဆိုလို့ရှိရင်ကျမတပတ်စိတ်တယ်ဒါကျမရဲ့ပတိလေးเนาะအရဟံဆိုရင်ကျမတပတ်စိတ်တယ်ပြီးရင် အရဟံစိတ်နေတဲ့အချိန်မှာကျမရဲ့နော်နှလုံးသားထဲမှာကျမဘာကိုပွားနေလဲအရဟံဆိုစိတ်ကနေစိတ်နေခါမှာကျမဘာပွားလဲဆိုတော့ရောကိလေသာပေါင်းကိုကင်းစင်တော်မူပါတော့မြတ်စွာဘုရားနော်အဲ့ဒါကိုတကူပွားတယ်။မာကြောင့်လေကျမလည်းကိလေသာကင်းချင်တယ်နော်အဲ့ဒါကြောင့်ကိလေသာတွေပယ်ခြင်းတတ်ခြင်းလေเนาะအဲ့ဒါကြောင့်ကိလေသာပေါင်းကိုကင်းစင်တော်မူတော်မူပါသောမြတ်စွာဘုရားဆိုပြီးတော့အရဟံဂုဏ်တော်ကိုပွားတယ်ပြီးရင်အရဟံဂုဏ်တော်မှာနောက်ကျွန်မ အရန်သဘောကြတာစိတ်괴ရအရန်နိုင်ပြီနော်မကောင်းမှုကိုရှောင်ကျင်နိုင်လို့ရှောင်ကျင်တော့မူပါတော့မျက်စွာဖရားပေါ့နော်အဲ့ဒါလေးကိုလေကျွန်မသွားတယ်နော်ဘာကြောင့်လဲဆိုတော့နော်လူဆိုတာလေလူရှိသူရှိမှာနော်သူတော်ကောင်းလို့နေထိုင်ကြပြီမြေလူ괴ရမှာနော်အာဘယ်သူမှမမြင်တော့ဘူးဆိုတဲ့စိတ်괴ရမှာတော့နော်မကောင်းမှုကိုကျူးလွန်တတ်ကြတယ်နော်အဲ့ဒါကြောင့်ဩကိုပါလေးဟာဒီဂုံဓာလေးကတော့ကိုကသမသဘောကျနော်အဲ့ဒါကြောင့်ကျွန်မကလေဒီတခါတလေပေါ့နော် ဟိုတယောက်တည်းရှိရဲ့အချိန်ပဲဖြစ်ဖြစ်ပါဒါဘူးမှမသိပါဘူးလို့နော်ယူဆနိုင်တဲ့အချိန်တွေမှာတော့ကျမကိုကိုကိုထိန်းကျင်တယ်နော်အဲ့ဒါကြောင့်ကျမကလည်းအရဟံလို့ပူဇော်တဲ့ခါတိုင်းမှာကိလေသာကင်းစင်တော်မူပါတော့မြတ်စွာဘုရားစိတ်괴ရာအရနိုင်ပြီးမကောင်းမှုကိုရှောင်ကျင်တော်မူပါတော့မြတ်စွာဘုရားနော်အဲ့ဒါကိုကျမအမြဲတမ်းနှလုံးသွင်းတယ်။အော်ငါကအဖြူရောင်ဝတ်တယ်ဆိုတဲ့အတိတ်ပဲရတယ်အဲ့ဒါပဲအဖြူရောင်ဝတ်ထားတဲ့အတွက်ပေလွယ်ဆွလွယ် နော်အဲ့တော့အဖြူရောင်ဝတ်ထားတဲ့အတွက်ကျမကပေဖို့စွန်းဖို့ပေါ့နော်ဟိုတခုတတိလေးနဲ့နေပြစ်သွားတယ်နော်အဖြူရောင်ဝတ်ထားတဲ့အတွက်တခြားရောင်လေးပေမှာစွန်းမှာကိုကြောက်တယ်အဲ့လိုပဲကျမတီလာထိန်းနေတဲ့ခါမှာနော်တီလာညှိုးသွားမှာစွန်းထင်းသွားမှာကိုကျမကိုကျမထိန်းသိမ်းနိုင်ဖို့အတွက်ကျမအဖြူရောင်ဝတ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့က energy ပေါ့နော်ကျမတို့အာ Ricky Healer တွေကအဖြူရောင်ဝတ်တယ်နော်အဲ့ဒါကြောင့်လေကျမကျမဆရာမတွေဆရာတွေရဲ့သွန်သင်မှုတိုင်းကျမအဖြူရောင်ဝတ်တာပေါ့နော် ဟုတ်ပြီအဲ့တော့ကျွန်မဆက်ပြောပြစီနော်အဲ့တော့သက်ဆောင်ကမ္မထံ၄ပါးဆိုတာပထမကဗုဒ္ဓနုသတိပွားတယ်ပေါ့နော်ဗုဒ္ဓနုသတိဆိုတာဂုံတော်ပွားမယ်နော်ဂုံတော်ပွားရတာဗုဒ္ဓနုသတိပွားတာနော်အဲ့ဒါကသက်ဆောင်ကမ္မထံဒါပထမကမ္မထံပေါ့နော်ဒုတိယကမ္မထံကကြတော့မေတ္တာဘာဝနာပွားတာ အင်မတန်ကိုအရေးကြီးတယ်နော်အခုကတရားသာသနာခေတ်ဖြစ်တယ်နော်နတ်တွေနတ်ကောင်းနတ်မြတ်တွေရဆောက်ရှောက်မှုလိုအပ်တယ်ကျမတို့နော်အခုနတ်ဆိုးတွေမရှိဘူးလားရှိတယ်နော်အခုအရန်ဆိုးတဲ့နတ်ဆိုးတွေရှိတယ်နော်အထူးသဖြင့် black magic ကမာတွေကဒီနတ်ဆိုးတွေကိုအသုံးပြုပြီးတော့နော်ဒီအောက်လန်းနီးတွေနဲ့နော်ဒီလူတွေကိုတိုက်ခိုက်တဲ့ညမှာ black magic ကမာတွေကအောက်လန်းနီးကိုအသုံးပြုပြီးတော့နတ်ဆိုးတွေကိုသုံးပြီးတော့တိုက်ခိုက်တယ်နော်အဲ့တော့ကျမတို့က မေတ္တာဘာဝနာပွားနေခြင်းအဖြစ်နော်ပြောမယ်ဆိုလို့ရှိရင်တော့ကိုယ်ကိုကောင်းတဲ့တမာဒေဝနှက်ကောင်းနှက်မြတ်တည်းရဲ့ကုညီဆောင်ရှောက်မှုကိုရစေရနော်အဲ့ဒါကြောင့်ကျွန်မကတော့မေတ္တာဘာဝနာပွားပါသက်ဆောင်ကမ္မထမ်းထဲမှာဒုတိယကမ္မထမ်းကမေတ္တာဘာဝနာပါအဲ့တော့မေတ္တာဘာဝနာဘယ်လိုပွားမလဲနော်လွယ်လွယ်လေး เนาะဘယ်လိုလဲဆိုတော့เนาะကျမကတော့ဘာလုပ်လဲဆိုတော့ကျမကတော့ဟိုတပုံချင်းစီကိုကျမမြေတာပွားတယ်เนาะအဲ့လိုနီးလန်းနဲ့မြေတာပွားခြင်းလည်းရတယ်အဲ့လိုမဟုတ်ဘူးဆရာမကျမတို့ကเนาะလိုကြမ်းပါပါစေချမ်းသာပါစေရွတ်နေလို့မရဘူးလားရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဥတီယာရှိရမယ်เนาะ ဘသူ့ကိုကျမ်းမာစေချင်တာလဲချမ်းသာစေချင်တာလဲဟုတ်လားအဲ့တော့အလွယ်ဆုံးကတော့လူနဲ့မြမတတ္တဝါတွေကျမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒါဆိုရင်တော့လူနဲ့မြမတတ္တဝါတွေလို့ပြောလိုက်တဲ့အတွက်အားလုံးပါသွားပြီเนาะအဲ့ဒါကို အချိန်လုံးအားနေတဲ့အချိန်တွေမှာရွတ်နေလို့လည်းရတယ်ပေါ့နော်လူနဲ့ပြမသတ္တဝါတွေစမ်းမာကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီနှလုံးစိတ်ဝမ်းအေးချမ်းကြပါစီဒါမျိုးတစ်ချိန်လုံးရွတ်နေတာလေဒါလေပြောမယ်ဆိုရင်တော့မေတ္တာဘာဝနာပွားခြင်းပါเนาะအင်မတန်ကိုအကျိုးထူးပါတယ်เนาะဘာကြောင့်ဒါကျွန်မ အတွေ့အကြုံတစ်ခုပေါ့နော်ကျမကလည်းအဲ့လိုမျိုးဒီလိုမျိုး Facebook ကနေ live လွှင့်တာကိုကြည့်ပြီးတော့ကျမကိုကြည့်ပြီးတော့ black magic နဲ့လုပ်နေတဲ့လူရှိတယ်နော်ဒီလားအဲ့လိုမျိုးကျမလွှင့်နေတယ်ကျမရဲ့ live ကိုကြည့်ရင်းနဲ့ကျမကိုကြည့်ရင်းနဲ့ black magic နဲ့လုပ်နေတဲ့လူရှိတယ်ဒါပေမဲ့ကျမကတော့တိပေမဲ့ကျမမြတ်တာနဲ့ပဲကျမမြတ်တာပဲပို့တယ်ကျမတခြားလဲဘာမှမလုပ်တတ်ဘူးမလုပ်တတ်တဲ့အတွက်ကျမကမြတ်တာနဲ့ပို့တယ်မြတ်တာပို့တဲ့ဟာပဲကျမလုပ်တတ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက ဘလက်နဲ့ချစ်နဲ့လုံတယ်ဆိုရင်တောင်မှကိုကမြစ်တာပွားနေတာဖြစ်တဲ့အတွက်နော်အဲ့တော့ကို့နားမှာ energy ကကောင်းနေတယ်မြစ်တာပွားနေတဲ့လူရဲ့နားမှာရှိနေတဲ့ energy ကကောင်းနေတုံတယုံ negative energy တွေကကိုရှိကိုမရောက်နိုင်ဘူးပေါ့နော် positive energy တွေများတယ်ပေါ့နော်ကိုကိုယ်တိုင်ကလည်း positive energy တွေနေ ရှိနေတယ်ပတ်ဝန်းကျင်ကလည်း positive energy တွေရှိနေတယ်ဆိုရင် negative energy တွေလာဖို့ခက်ခဲတယ်ပေါ့เนาะအဲ့တော့မေတ္တာဘာဝနာပွားပါနံပါတ်3ကကြတော့ကျမတို့ကအာနာပါနကမ္မထမ်းပါเนาะဒါကတော့တတိလေးရှိနေမယ်အချိန်တိုင်းเนาะကျမတို့ကတတိလေးအချိန်တိုင်းရှိနေရင် တုံပြေယုံကိလေသာတွေစိတ်အညစ်အကြေးတွေမဝင်နိုင်ဘူးပေါ့နော်အဲကိလေသာဆိုတာဘာနေစဖြစ်လဲဆိုကျွန်မတို့ရဲ့အတွေးတွေဟာနေမကောင်းတဲ့အတွေးတွေကနေပြီးကျွန်မတို့ကိလေသာတွေဖြစ်စေတာလीနော်အဲ့တော့ကိုကတတိလေးရှိနေတယ်ဥမာအခုကျွန်မ live လွှင့်နေတယ်ဆိုရင် live လွှင့်နေတဲ့တတိလေးရှိနေမယ် ကိုကဘေရင်တွက်နေတယ်ဆိုဘေရင်တွက်နေတဲ့သတိလေးရှိနေမယ်။ထမင်းဟင်းချက်နေလေချက်တဲ့ထဲမှာကိုကဒါလေးကဩဒါလေးကဘာလေးပြီးလို့ရှိရင်တော့ဘာလေးထည့်မယ်။ဒီဟာကိုပဲဒီပြစ်စုံပံကိုပဲဒါလေးကိုပဲကျမတို့ကလုပ်နေတာဖြစ်တဲ့အတော့ကျမတို့မှာတခြားအာယုံမရှိတော့ဘူးเนาะ။အဲ့တော့ပြောချင်တာကเนาะအာနာပါနကမ္မထမ်းကိုကျမတို့ကအားထုတ်တဲ့အခါမှာတတိယမြဲလာတယ်။နော် လေ့ကျင့်ယူရတယ်เนาะတတိရှိလို့เนาะအရာရာပစ္စုပန်မှာပဲနေဖို့အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးပဲနဲ့ပစ္စုပန်မှာတက်တဲ့ပဲနေဖို့ဆိုတာကကျမတို့ကအလေးအချင်ကြီးလိုအပ်တယ်အဲ့တော့အာနာပါနာကမ္မထမ်းနဲ့ကျမတို့အာနာပါနာကမ္မထမ်းအထုတ်ရေးကျမတို့သတိတွေမြဲလာတယ်เนาะအဲစိတ်တွေပြောမယ်ဆိုတော့ကိလေသာတွေတဖြည်းဖြည်းနဲ့ပယ်နိုင်တတ်နိုင်တဲ့အဆင့်ထိရောက်နိုင်တယ်เนาะအဲ့တော့ ကံအနာပါနကမ္မထံအာထုပ်ပါနံပါတ်၄เนาะသက်ဆောင်ကမ္မထံ၄ပါနောက်ဆုံးကမ္မထံကတော့ပါလဲဆိုတော့အတုပကမ္မထံပါเนาะမရဏာနုတတိပွားရင်လည်းရတယ်အတုပကမ္မထံရှုရင်လည်းရတယ်ကျမကတော့အတုပကမ္မထံ เนาะအထုတ်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မှာအစွဲတွေရှိနေတယ်တဏှာတွေရှိတယ်ပေါ့เนาะအဲကျမဆိုလို့ရှိရင်เนาะအသုဘကမ္မထံကိုကျမအထုတ်တယ်ပတောကိုเนาะဟိုအထုတ်ခဲ့ရတယ်ပထမအထုတ်တော့ဆိုရင်เนาะ body ကိုယ့်ရဲ့ body ပေါ့เนาะ dead body ကိုလောက်တွေတွေ့တာတွေ့ရမျက်နှာတွေလောက်တွေတွေ့အကောင်တွေတွေ့တိအဲ့ချိန်ကြရကျမချက်ပြီးတော့ကျမကမ္မထံရက်ပလိုက်တယ်ဟိုဆက်ပြီးတော့အာမထုတ်နိုင်ဘူးပေါ့เนาะ အဲ့လိုမျိုးနှစ်ကြိမ်လောက်ဖြစ်ပြီးမှနောက်တစ်စက်ပါကိုကလည်းအဲ့လိုမျိုးဖြစ်တော့ကိုကလည်းဟိုကြောက်ပြီးတော့ကိုကရက်လိုက်တာပေါ့နော်အဲအဲ့ဒါနဲ့နောက်တစ်စက်နောက်ထပ်ပြီးတော့အားထုတ်အားထုတ်ပြီးမှဘာဖြစ်သွားလဲဆိုတော့ကိုကအယိုးကျတယ်ကိုရဲ့ဒီဟိုပါပေါ့အသားတွေကညီအရေးတွေအရေးတွေအရွေးတွေကျပြီးတော့နောက်ဆုံးအယိုးက glow ဆိုပြီးတော့ကျတဲ့အခြေအနေထိနော်ဒါကို ဆက်ပြီးတော့အားထုတ်တယ်ပေါ့နော်ကိုကိုကိုအာသုဘနော်ကမ္မထံအာသုဘအနေနဲ့အာသုဘလုံးဝအာသုဘကြီးအာသုဘမမနောက်ဆုံးကြတော့အယိုးပဲကျန်တယ်ကိုကိုလည်းအကောင်ကြီးစားတယ်ဟလားဒီကနေအသားလေးမှလောက်ကြီးကျွဲတယ်ဟလားအရင်ကြီးကြတယ်အဲ့လိုမျိုးဖြစ်ပြီးအခြေအနေကြုံပြီးမှနော်ဟုတ်ပြီကိုဟာကူလေအာသုဘကမ္ဘာရှုပ်ပြီးတဲ့ခါမှာဘသူတွေဆက်ရှုပ်လဲလို့ပြောရင်เนาะ ကိုရဲ့မိသားစုတွေနေဟလာကိုသားသမီးတွေဟလာကိုခင်မကိုဖခင်အမေဓာတ်ကြီးရှုတယ်ကျမသားသမီးတွေကိုကျမရှုတယ်နော်ကျမခင်မလည်းရှုတယ်ရှုလို့ရတယ်အဲ့တော့ဒါကျမအတွေ့အကြုံပြောပြကျမအဖေကိုကြတော့လေကျမတော်တော်လေးဖေဖေကိုအဲ့လိုအာသုမတို့မြင်လိုက်တိုင်းဒီရင်ပတ်ကြီးမှနေကျင်းပြီးတော့နာပြီးတော့ဆို့လာဆက်ပြီးတော့ရှုလို့မရဘူးအဲ့နေကျမအွန်လိုင်းဆရာတော်ဖုန်းဖုန်းကိုကျမရှောက်တယ် ဖုံဖုံတပည့်တော်အဖေကိုတပည့်တော်ကအသုဘကမ္မထန်ရှုတာအရင်ခက်ခဲပါတယ်တပည့်တော်ရှုလို့မရဘူးအဲ့ဒါဖေကိုရှုလိုက်တယ်ဖေဖေးလို့မြင်ပြီးတော့ဖေဖေးကိုအာသုဘနဲ့မြင်လိုက်တိုင်းဒီဘက်ရင်မကြီးရဲ့မှာလीဖို့ပြီးကြက်လာဆက်ရှုလို့မရအောင်အဲ့ဒါဆိုတော့ဖုံဖုံကိုရှောက်တော့ဖုံဖုံကကျမကိုမပြောလဲဆိုတော့တက္ကပါကြီးတဲ့ ဒကမကြီးခင်မောနဲ့ဒကမကြီးအိမ်အောင်သက်ကဘလောက်ရှိပြီရောနဲ့25နဲ့ပါဗျာနော်ဒကမကြီးသားနဲ့ရောအိမ်တော့25နဲ့ပေါ့နော်အဲ25နဲ့ပါဗျာသားနဲ့ရောသားရော24နဲ့ပါဗျာအိမ်ကသား24နဲ့ပဲရှိသေးရောအဲ့တော့ဟုတ်ပြီဒကမကြီးအသက်ဘလောက်ရှိပြီရောအဲ့တော့ကတော့40ပေါ့နော် sorry 50ပေါ့နော် sorry နော်40မဟုတ်ဘူး50ပါအခုတော့52နှစ်ရှိပါပြီနော် ဲ့တော့အာ90ပေါ့နော်90ဆိုတော့အာဖုံဖုံတပည့်အဲ့ဟုတ်ပြီအဲ့တော့ဒကမကြီးစဉ်းစားကြည့်ဒကမကြီးသားကိုရှုရှုနိုင်တယ်ဒကမကြီးကဘာကြောင့်လဲ तू က24နှစ်ပဲရှိသေးတယ်ဒကမကြီးသူ့ကိုဆွဲလန်းတာ24နှစ်ခင်မုံကလည်း25နှစ်အိမ်တော်သက်25နှစ်ဆိုရင် ခင်မုံကလည်း25နှစ်ပဲဒီကမာကြီးအသက်90ရှိပြီဆိုတော့ဒီအဖေပေါ်မှာချစ်တဲ့မြတ်တာကချစ်တဲ့အချစ်ပေါ့နော် နှစ်90ရှိပြီလေအဲ့ဒါကြောင့်ဒကမာကြီးဒကမာကြီးကပို့ပြီးတော့အဖေကိုပို့ချစ်တယ်ဆိုတာနော်သက်90ရှိပြီလေဆိုတော့ကျမစိတ်ကအော်ဒါအဆွဲပဲเนาะငါအဖေငါအမေဟလာငါဆိုရဲအဆွဲနောက်မှာသွားလိုက်တဲ့เนาะပြောမယ်ဆိုလို့ရှိရင်เนาะဒါလူမာเนาะဟိုတန်ရုံးစင်เนาะဒါတွေကဒါငါအဖေငါအမေဟလာငါခင်မိုးငါသားငါသမီးဆိုတဲ့ အဆွဲတဏ္ဍာနော်အဝိဇ္ဇာတဏ္ဍာအဲ့တော့ဒါတွေကကျမတို့ကိုဆွဲထားတယ်ကျမတို့ကိုချုပ်ထားတဲ့အတွက်ကျမတို့ကပြောမယ်ဆိုဒါတွေကရောနိဗ္ဗာန်ကိုရောက်ဖို့အတွက်အခက်အတားအဆီးတွေပဲနော်အဲ့တော့ကျမအဲ့ဒါကိုသဘောပေါက်တာဩရှင်ပြားပြောတာဟုတ်တယ်ပေါ့နော်အဲ့ဒါနဲ့ဆက်ပြီးတော့အာသုဘကမ္မဋ္ဌာန်းရှုတဲ့အခါမှာဖိဖိကိုလုံးဝယုံတဲ့နာမည်ဒါဒါကြီးက အာသူပါကြီးဒါရက် dead body ပေါ့နော်ဒါရုပ်နဲ့နာမည်ဩတကယ်တော့ငါတို့မှာတကယ်တော့ဘာမှမရှိပါလားငါငါငါထင်နေတာတော့ဒါငါလို့ထင်နေတာတကယ်တော့ငါမဟုတ်ဘူးတကယ့်ကိုရုပ်နဲ့နာမည်အဲ့လိုပဲဟာငါအခု live လုပ်နေတယ်လို့ထင်နေတာ no အဲ့ဒါငါလုပ်လို့ရနေတာမဟုတ်ဘူးဒါကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာနော်တကယ်တမ်းစဉ်းစားကြည့်နော်ကျမတို့လုံနိုင်နေဆိုတာလောကမှာဘာမှမရှိဘူး အကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာတွေပဲရှိတယ်တိုက်ဆိုင်တာเนาะကျမတို့လောက်တာမဟုတ်ဘူးဒါတွေကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာတွေကြီးတယ်เนาะအဲ့တော့ပြောချင်တာကအဲ့ဒီအတုဘကမ္မထံပေါ့เนาะတမအတွက်ကတော့ဒီအတုဘကမ္မထံကအင်မတန်ကိုဒီအဆွဲတွေကို ချွတ်စေတဲ့ကမ္မထံပဲကျမအတွက်ကတော့เนาะအဲ့တော့ဒီသက်ဆောင်ကမ္မထံ၄ပါးကို အထုတ်လိုက်တာ ਨੇ လောဂရမ်ကိုကျမတို့လက်ခံနိုင်နေကောင်းတဲ့လောဂရမ်ဆိုးတဲ့လောဂရမ်ကောင်းတဲ့လောဂရမ်မှာလည်းအရန်ကြီးเนาะအော်ဒါကတော့ဒီကောင်းတဲ့လောဂရမ်ကိုကျုံရတဲ့အခါမှာเนาะအရန်တိမ်မွေ့တယ်အဲ့ဒါပိုဆိုးတယ်ဆိုးတဲ့လောဂရမ်မှာကျမတို့ကတဝီကရပြီးတော့ဘာသာရေးเนาะဟိုစိတ်နှလုံးတွေကเนาะဆိုးတဲ့လောဂရမ်နဲ့တွေ့ပြီးဆိုလူတွေကတိမ်မွေ့ပြီးတော့လူတွေကပို့ပြီးတော့လူကောင်းပို့ဖြစ်သွားတယ်เนาะကောင်းတဲ့လောဂရမ်နဲ့တွေ့တဲ့အခါကျလူတွေကမောက်မာလာပြီးတော့လူတွေကငါဆိုတဲ့เนาะ ထင်နေဟလာမာနတွေဟလာအတ္တတွေဒါတွေကလောဘတွေပို့ပြီးတော့ကြီးလာတယ်เนาะအဲ့တော့ကောင်းတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံဆိုးတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံသဘာဝတရားကိုကျမတို့ကလက်ခံနိုင်ပြီးတော့ဩဒါတော့လောကဓာတ်ပဲဒါတွေကငါတို့ရဲ့နော်ကိလေသာတွေနဲ့เนาะပြောမယ်ဆိုလို့ရှိရင်တော့လောဘတွေဟလာလောဘတွေကြောင့်ဖြစ်လာတဲ့လောကဓာတ်နေပဲဆိုတာကိုလက်ခံနားလေလိုက်ကျမတို့เนาะတန်တရားနေပြီးတော့ကျမတို့ လွတ်မြောက်တဲ့နိဗ္ဗာန်ကိုเนาะမျှော်မှန်းနိုင်တဲ့အခြေအနေတစ်ခုကိုကျမတို့ကရောက်သွားနိုင်နေပေါ့เนาะအဲ့တော့သက်ဆောင်ကမ္မထံ၄ပါးကိုထိုင်မှာသက်ဆောင်ကမ္မထံ၄ပါးကိုကျင့်ကြံမှာလို့ကျမကချက်တဲ့သူတွေကိုတကယ်ကိုမြတ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့ တက်ဆောင်ကမ္မထလေးပါတရက်ထဲမှာ၄ပါးစလုံးမထိုင်နိုင်ဘူးဆိုရင်တနည်းကိုတစ်ပါးစီထိုင်သွားပါဗုဒ္ဓနုစတိဒီနေ့ကတော့ဗုဒ္ဓနုစတိထိုင်မယ်နောက်နေ့ကတော့မြတ်တာဘာဝနာလေးပွားမယ်နောက်နေ့ကတော့အာနာပါနကမ္မထလေးအာထုတ်မယ်နောက်နေ့ကတော့အာသုဘကမ္မထအာထုတ်မယ်အဲ့လိုမျိုးတနည်းချင်းစီကိုအာထုတ်မယ်ဆိုလို့ရှိရင်လည်းဒါရပါတယ်နေ့တိုင်းနော်ဒါလေးကိုတော့အာထုတ်ဖြစ်အောင်အာထုတ်ပါကမ္မထကိုအာထုတ်ဖြစ်အောင်အာထုတ်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်ရှင်